မင်္ဂလာပါခင်ဗျာ2025ခုနှစ်မေလ15ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာချင်းပြည်နယ်မှာမေလရဲ့ပုံမှန်ပူချိန်ထက်2ဒီဂရီဆက်စီရပိုခဲ့ပြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမေလရဲ့ပုံမှန်ပူချိန်တို့အောက်2ဒီဂရီဆက်စီရနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာမေလရဲ့ပုံမှန်ပူချိန်အောက်3ဒီဂရီဆက်စီရဲ့ရောင်းနေခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့မေလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်မေလ14ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်များကတော့6မြို့မှာ41.8ဒီဂရီဆက်စီရဲ့မြင်းမုံမြို့မှာ40.3ဒီဂရီဆက်စီရဲ့အောင်လံမြို့နဲ့စင်ပြူကျွန်းမြို့တို့မှာ39ဒီဂရီဆက်စီရဲ့မြင်းချံမြို့မှာ38.5ဒီဂရီဆက်စီရဲ့ မကွေးမြို့မှာ38ဒသမ1ဒီဂရီဆက်စီရဲ့ညောင်လေးပင်မြို့ပခောက်ကူမြို့နဲ့ရွှေဘုံမြို့တို့မှာ38ဒီဂရီဆက်စီရဲ့စီနဲ့ကလေးဝမြို့မှာ39ဒသမ8ဒီဂရီဆက်စီရဲ့တို့ဖြစ်ကြပါတယ်။မေလရဲ့အနှိမ့်ဆုံးပူချိန်စံကျင်တဲ့အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်ရနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာ27ဒသမ8ဒီဂရီဆက်စီရဲ့90ဒသမ8ဒီဂရီဖာနဟိုက်ဖြစ်ပြီး ရှခင်းစံချိန်ဟောင်းမှာ27.5ဒီဂရီဆက်စီရဲ့80.9ဒီဂရီဖာရန်ဟိုက်ဖြစ်က2018ခုနှစ်မေလ3ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။မတ်သားပွေရာမွေးချိန်များမှာလည်းမြန်အောင်မြို့မှာ3.5တက်လက်မှဟိုင်းချင်းကျွန်းမြို့မှာ3.3ကိုလက်မှချိုက်ခမီမြို့မှာ2.3တက်လက်မှရေးမြို့မှာ1.3လက်မှဝထိတ်ကန်၄တက်ပြင်းနဲ့ငတိုင်းချောင်းမြို့တို့မှာ1.5ခွန်လက်မှစီ ဟဲဟိုမြို့မှာတက်တက်သမ၅လေးလက်မှနှစ်ပူတော်မြို့မှာတက်တက်သမ၅သုံးညလက်မှနေပြည်တော်စပူသီရိမြို့နယ်နဲ့မော်လမြိုင်မြို့တော်မှာတက်တက်သမ၄နှစ်လက်မှစီနဲ့ညောင်ရွှေမြို့မှာတက်တက်သမ၂၆လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လေတနအိခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာတရင်တက်တက်မှတိတ်ထုထန်နေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတိတ်အနေငယ်မှတိတ်အသင့်အသင့်ဖြစ်တော်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့ အေယာဝတီတိုင်းဒေသကြီး၊ရှမ်းကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊အရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာ30နဲ့အတူလိမ်ပြင်းတိုက်ခတ်ခြင်း၊မုန်တိမ်ကြုံခြင်း၊မိုးချွတ်ပြစ်ခြင်းလျက်စေးလက်ချင်းနဲ့မိုးတိကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ ကြံတိုင်းနေတာချင်းနဲ့ပြည်နယ်များမှာတော့တိမ်အထင်ထက်မှာတိမ်ထူထက်နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအားတူမြင်းပုံစံအရမော်တမခွေမွန်တနင်းတိုင်းကန်ရန်တျောက်တို့မှာမောက်တုံလေးအားအထင်အထင်ရှိနေပါတယ်။မြမပင်လေပြင်းမှာမြဝကျုံပေါ်မော်တမခွေမွန်တနင်းတိုင်းကန်ရန်တျောက်နဲ့ကန်လုံပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းအထင်အထင်မှလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာစေရေပြင်းမြေပြင်းလေဟာ တနအိုက်ကိုမိုင်30မှ35မိုင်အထိတိုက်ခတ်နေပါတယ်။ချံပြမပင်လယ်ပြင်မှာလှိုင်းအသင့်အတင့်ရှိပါမယ်။လှိုင်းမြင့်မှာမြဝချုံပေါ်မော်တမခွေမွန်တနင်းနိုင်ကန်ရန်တလျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေမှကိုးပေကန်းနဲ့ရှခိုင်ကန်ရန်တလျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာလေးပေမှခုနှစ်ပေခန့်ရှိနေပါတယ်။မနှက်ပြန်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ နေပြည်တော်တို့မှာနေရစိတ်စိတ်နဲ့ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနှံပြားမှုတစ်ချုံရပြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရကွက်ပြီးမှုကျင်နေပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတက်ချုံရွာပါမယ်။အမြင့်ဆန်းပူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာနဟိုက်နဲ့အနိုင်ဆန်းပူချိန်မှာ27ဒီဂရီဆက်စီရဲ့80ဒီဂရီဖာနဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတက်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။ အမြင့်ဆုံးပူချိန်မှာ30ဒီဂရီဆဲစီရဲ့86ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆဲစီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်မနှက်ဖြန်မနှက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိုင်အတက်တွေဖြစ်တော်ပြီးမိုးတက်ချုံ၍နေရွက်ကြားမိုးရပါမယ်။အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆဲစီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ28ဒီဂရီဆဲစီရဲ့82ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ အနောက်တောင်ဘက်တုံလေးဟာမြစ်ဝကျွန်းပေါ်ဒေသများသို့ဝင်ရောက်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နက်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။